တခါတော့ကရေအောက်မှာအတိုင်းပြည်တစ်ခုတည်ရှိပါတယ်။ရေအောက်တိုင်းပြည်ထဲမှာရေသူမတွေရေသူထီးတွေအများကြီးပဲနေထိုင်နေကြပါတယ်။ရေအောက်ထဲမှာအစွမ်းထပ်ပြီးတတော်လေးကြောက်စရာကောင်းတဲ့မော်ဆရာမရေသူမကြီးတို့လည်းနေထိုင်ပါတယ်။သူရဲ့နာမည်ကစကီနာဖြစ်ပြီးလက်သေးတွေကလည်းအရှိကြီးပါပဲ။သူရဲ့မကောင်းတဲ့လောရတွေကြောင့်ဘယင်မကြီးကသူ့ကိုတိုင်းပြည်ကနေမောင်းထုတ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ငါ့အလုံးအတိုင်းပြည်ကနေမောင်းထုတ်ပစ်ခဲ့ကြတယ်။ငါဘယ်သူ့ကိုမှခွင့်မလွှတ်ပေးဘူး။ ငါအရှက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရတဲ့အတွက်ကြောင့်မဟုတ်လို့ကျင်းသေးပေါ့လက်စားပြန်ချေပြမယ်။ဒီဘီရင်မကလည်းငါ့ကိုတော်တော်လေးအရှက်ခွဲခဲ့တယ်။သူ့ကိုလည်းငါကျင်းသေးပေါ့သင်္ကန်းစာကောင်းကောင်းလေးပြန်ပေးရလိမ့်မယ်။တိုင်းပြည်မှာအုပ်ချုပ်တာကတော့ဘုရင်မကြီးဖြစ်ပါတယ်။ဘုရင်မကြီးရဲ့အမျိုးသားဖြစ်သူကတော့ကွယ်လွန်သွားခဲ့ပါပြီ။ဘုရင်မကြီးစီမှာသမီးတော်လေးတစ်ပါးရှိပါတယ်။သမီးတော်လေးရဲ့နာမည်ကတော့ Angel ဖြစ်ပါတယ်။ငါရဲ့သမီးတော်လေးကိုတော့ချောမောလှပပြီးရဲရင်နဲ့ရေသူထီးလေးနဲ့လက်ထပ်ပေးမယ်။ ဒါမှငါသမီးလေးကိုသူကအမြဲတမ်းပျော်ရွှင်အောင်ထားနိုင်ပါလေငါ့ရဲ့သမီးလေးမင်္ဂလာဆောင်ကြရင်အဝိစာအစ်တလေးတွေကိုဝေးရမယ်ဆွေမျိုးတွေအများကြီးလက်လာကြလိမ့်မယ်ငါသမီးလေးကိုလက်ထပ်ပေးရတော့မယ်ဟိအမေရလည်းသမီးလက်မထပ်ချင်သေးပါဘူးဆိုနေမှသမီးအမေနဲ့ပဲအတူတူအမြဲတမ်းနေထိုင်သွားခြင်းနဲ့အမေကိုထားခဲ့ပြီးတော့သမီးဘယ်ကိုမှမတော်ချင်ဘူးနော်သမီးသားအမေကိုထားခဲ့ပြီးဒီကနေထွက်ခွာသွားမယ်ဆိုရင်တော့အမေကိုဘယ်သူကကြီးရှုဆောက်ရှောက်ပေးမှလဲအမေတယောက်တည်းပဲနေနေရမှာပေါ့သမီးလေးရဲ့ငါသမီးလေးကအရန်ကိုရိုးသားတာပဲ ။ဘာလို့ဒီလောက်ကြောင်မှယူသားနေရတာလဲ။သမီးရဲ့လက်ထက်တဲ့ဆိုတာကအားလုံးတရက်ကြာရင်လောက်ရမှာပဲ။မိန်ကလေးတိုင်းမိန်ကလေးကတရက်ကြာလို့ရှင်တော့သူရဲ့ကိုပိုင်အင်ကိုတော့တက်တယ်။တစ်ဖက်မှာမော်စီယာမကြီးကတော့တိုင်းပြည်မှာရှိတယ်။ရေသူထီရေရေသူမတွေအားလုံးကိုလက်စားချေဖို့အတွက်ပဲစဉ်းစားနေခဲ့ပါရဲ့။လုံးမစုံကအလုံးကိုလက်စားချေခြင်းနဲ့ငောက်ဒီအချိန်နဲ့ထိရောက်တော့တွန်းပိုးခဲ့တဲ့သူတွေအလုံးကိုငါခွဲလှောက်မှာမဟုတ်ဘူး။ဘာပဲလုပ်ရလုပ်ရငါရအောင်လုပ်မယ်။ငါဘာလုပ်ရင်ကောင်းမလဲ။ဘာလုပ်ရမလဲ ိပြီတိပြီငါဘာလို့ရမလဲဆိုတာကိုနားလည်သွားပြီငါတိပြီတဖန်နန်းကြော်တွေမှာတော့ပျော်ပွဲရှင်ပွဲတွေကိုကျင်းပနေခဲ့ကြပါတယ်။အကြောင်းရင်းကတော့ဒီနေ့ကမင်းသမီးလေးရဲ့မွေးနေ့ပါတီပွဲပဲဖြစ်ပါတယ်။တိုင်းသူပြည်သားတွေအားလုံးကလည်းပျော်ရွှင်ဝမ်းသာစွာနဲ့ပွဲကိုလာကြပါတယ်။တိုင်းပြည်မှာရှိတဲ့တိုင်းသူပြည်သားတွေအပြင်ဆွေမျိုးတွေအားလုံးကလည်းမွေးနေ့ပါတီပွဲကိုတက်ရောက်လာခဲ့ကြပါတယ်။ခဏကကြာမှာတော့နန်းကြော်တွေကိုတော်တော်လေးချော်မော်လှပလွန်နဲ့နှစ်သမီးလေးတစ်ပါးရောက်ရှိလာခဲ့ပါတယ်။ ကဲကဲကဲလာပါလာပါရေသူမလေးရဲ့လှပလိုက်တာနေရောက်လာတော့ငါတို့တိုင်ပြည်ကပို့ပြီးတော့တောက်ပသွားတယ်လို့မျိုးပဲကဲလာပါငါရဲ့အချစ်ဆုံးသမီးတော်လေးမင်းသမီးလေးနဲ့လည်းတွေ့ခွင့်ပေးမယ်နော်ဒီလိုနဲ့ဘယင်မကြီးကလည်းသူရဲ့ပွဲကိုတက်ရောက်လာခဲ့တဲ့ရေသူမလေးနဲ့သမီးတော်လေး Angel ကိုတွေ့ပေးလိုက်ပါတယ်သမီးလေးရေဒီမှာကြည့်ပါဦးသမီးရဲ့သမီးနဲ့တွေ့ချင်လို့ဘယ်သူလာလဲကြည့်စမ်း Angel ကလည်းချော်မော်လှပလို့နဲ့နှစ်သမီးလေးကိုကြည့်ပြီးနောက်မှာတော့ပြုံးရည်နေခဲ့ပါတယ်ပြီးတော့တဲ့အခါမှာတော့နှုတ်ဆက်လိုက်ပါသေးတယ်မင်္ဂလာပါအကျော်ကြီး အေးပါအေးပါသမီးလေးရဲ့မင်္ဂလာပါကွယ်မင်္ဂလာပါသမီးလေးရဲ့မွေးနေ့ပွဲအတွက်ဂုဏ်ပြုပါရနော်သမီးလေးအင်ဂျင်ကြီးသူ့ရဲ့နာမည်ကမာရီနာတဲ့သူကမော်ဆီယာမကြီးတူလေသူ့မှာမော်အစွမ်းတွေအများကြီးရှိတယ်မတူညီတဲ့မော်အစွမ်းတွေအများကြီးကိုလည်းသူကအတုံးပြုတ်နိုင်စွမ်းရှိတယ်တကယ်အယမ်းကိုတော်တဲ့မော်ဆီယာမကြီးပေါ့ဒီလိုနဲ့အင်ဂျေကလည်းမရီနာနဲ့တွေ့ပြီးတော့နှုတ်ဆက်စကားပြောဆိုနေခဲ့တဲ့အချိန်တစ်ဖက်မှာမော်ဆီယာမကြီးစကီနာကတော့သူ့ရဲ့အင်ဂျေမှာပဲ တတိုင်းပြည်လုံးကိုကြံစီဖို့အတွက်နီလန်တွေကိုထုတ်သုံးနေခဲ့ပါပြီ။ငါဒီဆေးတွေကိုလောက်ရတာအချိန်တော်လေးပေးခဲ့ရတာပဲ။နှစ်ပေါင်းများစွာကြောင်းဂျိုးစာအားထုတ်ပြီးတော့ငါချားတွေကိုလောက်နေခဲ့ရတာ။အခုနောက်ဆုံးတော့ငါရဲ့ဂျိုးစာအားထုတ်မှုတွေအားလုံးကအရာထင်လာခဲ့ပြီ။ငါဖြစ်ချင်တာတွေအားလုံးတိတ်မကြခင်မှာဖြစ်လာတော့မယ်။အခုငါကိုယ်တိုင်လှုပ်ထားတဲ့စေးရည်ကိုအတုံးချပြီးငါကိုအဆက်တကွဲအကျုံးနဲ့ဖြစ်အောင်လှုပ်သွားကြတဲ့သူတွေအားလုံးကိုလက်စားပြန်ချင်မယ်။ဘယ်သူတဦးတယောက်မှငါလက်ထဲကနေပြီးတော့မလှုပ်စေရဘူး။ အားလုံးတသိချာချာစောင့်ကြည့်နေကြငါ့ကိုအရှက်ခွဲခဲ့တဲ့အကြွာနေတို့ဘလို့ပြန်ပြီးတော့ခန်းစားရမလဲဆိုတော့ကိုနေတို့ကိုယ်တိုင်တွေးကြရလိမ့်မယ်ငါ့ဘယ်တော့မှခွင့်လွှတ်တတ်တဲ့သူမဟုတ်ဘူးဒီအချိန်မှာပဲကောင်းကင်ရံမှာမိုးချိုတွေပြချလာခဲ့ပါရီဆောင်မကြီးစကီနာကလည်းအရန်ကိုချုံမလှပါလွန်နဲ့မိန်ကလေးတယောက်အတွင်ပြင်ကိုပြောင်းလဲသွားခဲ့ပါရီသူမလည်းမိန်ကလေးပုံစံပြောင်းလဲသွားတာနဲ့လက်ဆောင်လေးယူပြီး မင်းသမီးလေးရဲ့မွေးနေ့ပါတီပွဲကိုရောက်ရှိလာခဲ့ပါတယ်။ကယော့အန်ဂျယ်ရဲ့နေ့ရက်မွေးနေ့ပါတီပွဲကိုငါလာရောက်တာ။နေ့အတွက်လက်ဆောင်ပစ္စည်းလေးလည်းယူလာခဲ့ပေးရနော်။ယော့ဒီမှာယူပေါင်းကွယ်။ငါကနေ့အတွက်လက်ဆောင်တစ်ပေလေးတစ်ခုယူလာခဲ့ပေးတယ်။ဒီလက်ဆောင်အရန်ကိုတန်ဖိုးကြည့်တယ်။ဒါကိုညမအိတ်ခင်မှာလိမ့်လိုက်နော်။ဒီမှာအစွမ်းထက်နေတဲ့ဆေးရည်ကိုညဘက်လိမ့်ပြီးအိတ်လိုက်မယ်ဆိုရင်တော့နေ့အရင်တုန်းကထက်အများကြီးပိုပြီးတော့ချောမောလှပလာလိမ့်မယ်။ နေရင်အလှတရားတွေကိုကြည့်ပြီးလူတိုင်းကအံ့ဩမေ့တာကုန်ကြလိမ့်မယ်။လက်ဆောင်ပေးပြီးနောက်မှာတော့ဒီမားကလည်းပုံစံအမှန်ကိုပြောင်းလဲပြီးနောက်မှာတော့မွေးနေ့ပွဲကနေထွက်ခွာသွားခဲ့ပါတော့တယ်။သူမလည်းသူမရဲ့အိမ်ရှိတဲ့နေရာကိုပြန်လဲရောက်ရှိလာပါတယ်။ငါလုံးဆရာရှိတဲ့အလုပ်တွေအားလုံးကိုတော့လုပ်ပြီးသွားပြီ။ငါအလုပ်ကတော့ပြီးဆုံးသွားပြီ။ငါရဲ့လက်စားချေမှုတွေအားလုံးကတိတ်မကြခင်မှာအောင်မြင်သွားလိမ့်မယ်။ဒီလိုနဲ့မင်းသမီးကလည်းညမိုးချုပ်သွားတာနဲ့အခန်းထဲဝင်သွားခဲ့ပါတယ်။ စကီနာပြောတော့တဲ့စကားတွေကိုပြန်လည်အမှန်ရမိခဲ့တဲ့အခါမှာလက်ဆောင်ဘူးလေးကိုဖောက်ကြည့်ပြီးနောက်မှာတော့သူမမျက်နှာမှာလည်းကြံပြီးတော့အိပ်ပြောသွားခဲ့ပါရီညမချုပ်သွားခဲ့တဲ့အခါမှာအိန်ဂျယ်ကတော့အရန်ကိုကြောက်စရာကောင်းတဲ့ပုံစံအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။သူမရုတ်တရက်အိယာကလန်နိုလာခဲ့ပြီးနောက်မှာတော့နန်းတော်တွေကလည်းအပြင်ကိုထွက်လာခဲ့လိုက်ပါရီသူမပုံစံကချော်မော်လှပမနေတော့ပဲတော်တော်လေးကိုကြောက်လန့်စရာကောင်းနေခဲ့ပါပြီ။ ကျောက်စရာကောင်းတဲ့အသွင်အပြေနဲ့သွားတွေကလည်းအကြီးအကျယ်ပါပဲမျက်လုံးတွေကနီးရဲနေခဲ့ပြီးသပင်းတွေကလည်းရှုပ်ရှက်ပွားနေပါတယ်။သူမရဲ့မျက်လုံးတွေကပြုတ်ကျပြီးနီးရဲနေပါတယ်။အခုငါဒီမှာရှိတဲ့လူတွေအကုန်လုံးကိုငါပုံစံအတိုင်းဖြစ်အောင်လိုက်ပြီးတော့လှုပ်ပေးလိုက်မယ်။ငါလိုမျိုးကျောက်စရာကောင်းသွားရင်တော့အရန်ကိုပြောစရာကောင်းပါပဲ။ငါဘယ်သူ့ကိုမှအလှုပ်ပေးမှာမဟုတ်ဘူးဘယ်သူ့ကိုမှအလှုပ်မပေးဘူးစောင့်ကြည့်နေလိုက်။ဒီလိုနဲ့ Angel ကလည်း Aint Aint နဲ့ကိုဝင်သွားခဲ့ပါတယ်။ Aint Aint နဲ့မှာတော့ရေသူထီနဲ့ရေသူမစနီးမောင်တန်တို့ကအိပ်ပျော်နေခဲ့ကြပါတယ်။ ဒီနောက်မှာတော့အင်ဂျယ်ကသူတို့ရဲ့ဂဒင်ကိုမှာရွှေလိုက်ပြီးသူတို့ကိုလန့်နိုးသွားအောင်လုပ်ခဲ့ပါတယ်။ဒီနေ့ကစပြီးဒီတိုင်းပြည်မှာခြောက်မော်လှပါရင်မင်းကလေးတယောက်မှမကြံစေရဘူး။အားလုံးကိုငါရှင်းလင်းတုတ်တင်ပြစ်လိုက်မယ်။နတ်သမီးတွေလိုလှပါတဲ့မင်းကလေးတွေအကုန်လုံးကငါလိုမျိုးကြောက်စရာကောင်းတဲ့စုံမပုံစံတွေပြောင်းလဲသွားတော့မှာ။ဒီလိုနဲ့အင်ဂျယ်ကလည်းရှေ့တိုးလာခဲ့ပြီးနောက်မှာတော့နှစ်ယောက်လုံးကိုကိုက်ပြစ်လိုက်ပါတယ်။ကိုက်ပြစ်လိုက်တဲ့အချိန်မှာပဲနှစ်ယောက်လုံးကကြောက်စရာကောင်းတဲ့တရေမကြီးတွေအတွင်အပြင်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်။ တောင်ရောက်လုံအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့တိုင်းပြည်တွေမှာရှိတဲ့နောက်ထပ်ရေသူထီတွေရေသူမတွေအားလုံးကို၆လက်နေခဲ့ပါတယ်။နေတော့တိုင်းပြည်မှာရှိကြတဲ့သူတွေအကုန်လုံးငါတို့လက်ထဲကနေပြီးတော့လွတ်မယ်လို့မထင်နဲ့နော်။ငါလက်ထဲကနေတော့တက်လို့တယောက်မှရှိမှာမဟုတ်တော့ဘူး။အခုနေတော့အားလုံးငါလိုမျိုးဖြစ်သွားကြတော့မှစောင့်ကြည့်နေလိုက်။ဒီလိုနဲ့ရေသူမတိုင်းပြည်တစ်ခုလုံးကအော်အော်တောင်းနေဖြစ်နေခဲ့ပါပြီ။အားလုံးကလည်းကြောက်လန့်ကြနဲ့ဟိုးတီတီထွက်ပြေးနေခဲ့ကြပါမယ်လွမြောက်ခြင်းမရှိပါဘူး။ တိုင်းသပြည်သားတွေအကုန်လုံးကလည်းအသက်အန္တရာယ်စွန့်ရင်ရလာတဲ့အခါမှာတော့နန်းတော်တွေကိုပြေးလွှာရောက်လာကြပါရဲ့အမလေးရှင်ကဲကြပါအောင်ကဲကြပါအောင် ကျမတို့ကဲကြပါအောင်ကျမတို့ကဲကြပါအောင်နတ်သမီးလေးရေကဲကြပါအောင်ရှင်ဘယင်မကြီးကျမတို့ရောက်နေတယ်အပြင်ထွက်လာပါအောင်ကျမတို့ကဲပါအောင်ဇူညံပူညံအတန်တွေကိုကြာခဲ့ရတဲ့အခါမှာဘယင်မကြီးအိယာကနေလန်နိုးထလာခဲ့ပါရဲ့အခုချိန်ထိဖြစ်ဖြစ်နေတဲ့ကိစ္စရပ်တွေအလုံးကိုဘယင်မကြီးကတော့မသိသေးပါဘူးအတန်တွေကိုကြားခဲ့ရတဲ့ခမဘီယမကြီးကလည်းအိမ်နေတဲ့အခန်းထဲကနေအမြန်ဆုံးအပြင်ကိုပြေးထွက်လာခဲ့ပါရီ ကဲအားလုံးပဲဘလို့ဖြစ်ကြတာလဲဒီအချိန်ကြီးညအချိန်မှာအိတ်ဆက်အနာယူခြင်းမရှိဘဲနဲ့နန်းတော်တွေကိုဝင်လာကြတယ်အားလုံးပဲဘာဖြစ်လို့ဒီလောက်တောင်မှအော်ဟစ်တောင်းညနေကြတာလဲမင်းတို့ရဲ့အတန်ကိုကြားရတာတတော်လေးကိုကြောက်လန့်နေကြတဲ့ပုံစံပဲဘာကိုများဒီလောက်တောင်မှကြောက်လန့်နေရလဲဆိုတာကိုလည်းပြောပြပါအောင်ပြင်မကြီးရဲ့ကျမတို့ကဲပါအောင်ကျမတို့ကိုညီကဲတင်ပေးပါအောင်ကျမတို့နောက်မှာတရေမကြီးတွေလိုက်နေတယ်ကျမတို့ကိုကြိုက်စားပြစ်ပြီးတရေမပုံစံပြောင်းလဲပြစ်ကြလိမ့်မယ်ဘာပြောတယ်တရေမဘယ်ကနေတရေမလဲရုတ်တရက်ကြီးငါတို့နန်းတော်နာမှာဘယ်ကနေတရေမကရောက်လာတာလဲ ကဲတော့စစ်တီတော်တို့ငါရဲ့တငယ်ချင်းမရီနာကိုအမြန်ဆုံးခေါ်လာခဲ့သူကမော်စီယာမကြီးတပါပဲဒီလိုနဲ့စစ်တီရဲ့မတ်တွေအလုံးကလည်းမော်စီယာမကြီးမရီနာကိုခေါ်ဖို့အတွက်ထွာသွားခဲ့ကြပါရဲ့စွရင်ဘူပန်ရဲ့ဘီယမကြီးကသူ့သမီးလေးကိုကြည့်ဖို့အတွက်သမီးတော်လေးရဲ့အခန်းထဲကိုသွားလိုက်ပါရဲ့အခန်းထဲကိုသွားကြည့်ခဲ့တဲ့အခါမှာသမီးတော်လေးကတော့အခန်းထဲမှာရှိမနေခဲ့တော့ပါဘူးသမီးလေးကိုမတွေ့ရတဲ့အခါမှာတော့ဘီယမကြီးလည်းစွရင်ဘူပန်စိတ်လွန်ခဲ့လာခဲ့ပါရဲ့ခဏကြာမှတငယ်ချင်းဖြစ်သူမော်စီယာမကြီးမရီနာရောက်ရှိလာခဲ့ပါရဲ့ ဘယမကြီးကလည်းဖြစ်ဖြစ်နေတဲ့ကိစ္စတွေအားလုံးတကယ်ချင်းဖြစ်တူကိုပြောပြခဲ့ရပါဘူး။ဒီလိုတွေအားလုံးကိုလုံနိုင်တာကတော့ငါတို့ကိုယ်တိုင်အပြစ်ပေးပြီးမောင်းထုတ်ထားတဲ့စကီနာပဲဖြစ်ရမယ်။ဒီလိုမျိုးတခြားဘယ်သူမှထပ်ပြီးတော့မလုံနိုင်ဘူး။သူ့ကိုတော့သင်္ကန်းစာကောင်းကောင်းပေးမှဖြစ်တော့မယ်နဲ့တူတယ်။မာရီနာကသူ့ရဲ့မော်ဒယ်တန်ကိုနှစ်ခေါက်လောက်လှည့်ပတ်ပြီးတော့ဝေယမ်းလိုက်ပါရီ။ဒီနောက်သူကဂါရမန်တန်နဲ့အစွမ်းတွေရှိလောင်လို့ရောဖန်နေခဲ့ပါရီ။ကဲအားလုံးပဲဒီမကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့တဲ့မော်ဆီယာမကြီးကိုဒီလောင်ကြိုက်ထဲကိုဆွဲခေါ်လာခဲ့ကြစမ်း။ ဒီအချိန်မှာပဲတရမသုံးကောင်လုံးကလောင်ကြိုက်တဲ့ကိုရောက်ရှိလာခဲ့ကြပါတယ်။ငါတို့ကိုအပြင်ထုတ်ပေးစမ်းငါတို့ကိုအခုချက်ချင်းအပြင်ထုတ်ပေးငါတို့ဘယ်သူ့ကိုမှအလှမပေးနိုင်ဘူး။သူတို့အားလုံးကိုမူလပထမပုံစံအတိုင်းပဲပြန်လဲပြောင်းလဲပေးလိုက်ပါ။ဒီအချိန်မှာတရမတွေအကုန်လုံးကငါကိုမူလပုံစံအတိုင်းပြန်လဲပြောင်းလဲသွားခဲ့ကြပါတယ်။ ီနောက်မရီနာကတော့သူ့ရဲ့မော်တော်တန်ကို၃ခေါက်လောက်လှည့်ပြီးနောက်မှာတော့စကီနောကိုဒီနေရာထိရောက်လာအောင်လို့ခေါ်လိုက်ပါတယ်။စကီနောကိုတိုင်လှုပ်ထားတဲ့မော်စေးရီတွေကိုသူမရဲ့အပေါ်မှာပဲအသုံးပြုပေးလိုက်ပါတော့တယ်။မလုံနဲ့မလုံနဲ့ဒါဘာလို့တော်လဲငါ့ဘာဖြစ်လို့အခုလိုမျိုးလုံနေရတာလဲလှုပ်ပေးစမ်းမလုံနဲ့အခုချင်းချင်းဖယ်စမ်း နင်တို့ဘာလို့ငေါ့အခုလိုမျိုးလောက်ရတာလဲငေါ့အားလုံးကမကောင်းတဲ့ပုံစံနဲ့ပဲဆန့်ခဲ့ကြတယ်နန်းတော်တွေကနေမောင်းထုတ်ပြီးအခုလဲငေါ့ကိုထပ်ပြီးဒုက္ခပေးခြင်းနေကြပြန်ပြီလားမလောက်ပါနဲ့လှုပ်ပေးပါငါ့ရဲ့လက်စားချင်မှုတွေကအခုချိန်ထိပြီးဆုံးသေးရမဟုတ်ဘူးနော်ငါလက်စားချင်ရမယ်အားလုံးကိုခွင့်မလွှတ်နိုင်ဘူးငေါ့ဒီအချိန်နေရောက်တော့လှုပ်ခဲနင်တို့အားလုံးငါခွဲလွှတ်မှာမဟုတ်ဘူးကဲကြပါအောင်ကဲကြပါအောင်မကောင်းတဲ့အလုပ်တွေကိုလှုပ်ခဲတဲ့ရလကမကောင်းတာဖြစ်မှာပဲကောင်းတာကိုဖြစ်မယ်လို့မျှော်လင့်မထားနဲ့လေကဲနားလေလားသုံးပါကြည့်စကီနားရေနင်ကတော့မကောင်းတဲ့လမ်းကိုသွားပြီးတော့ ကဲကြပါအောင်ကဲကြပါအောင်ဒီတော့မှတော့စကီနာကလည်းအော်ဟင်းကိုယုံနေရင်းနဲ့ပဲနေရာကနေပျောက်ကွယ်သွားခဲ့ပါတော့တယ်သူလည်းဘယ်တော့မှပြင်မလာနိုင်တော့ပါဘူးရှေးသူမတိုင်းပြည်မှာရှိတဲ့ပြည်သူတွေအကုန်လုံးကလည်းအေဂျင့်ဆော်နေနေထိုင်သွားခဲ့ကြပါတယ်